မျောနေကြတဲ့ကျမရဲ့ဝေယူသူတွေဒီနေ့ကျမရောင်းချပေးမယ့်နေရာလေးကရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့နယ်တင်ငါတရက်ကွက်ပေါ့နော်ပေ60ပေ60ပါရှင်ပေါ့နော်စီပင်အိုးရင်စစ်ဆေးထားပြီးသားခြံခတ်ထားပြီးသားကျမတို့ပါမစ်မြေမျိုးစားဖြစ်တယ်1998ခုနှစ်ထုတ်ထားပေးရဖြစ်တဲ့အတွက်ကိုစီပင်စရင်အိုးရင်စရင်တခါလေးရောက်တယ်ပေါ့နော်အိမ်ယာဆောက်လုပ်ခွင့်လူတွေထိုင်ခွင့်ကျထားပြီးသားမြေကွက်ဖြစ်ပါတယ်ရှင်ပေါ့နော်ကျမတို့ရန်ကုန်တိုင်းမှာပေါ့နော်ကျမတို့ရန်ကုန်မြို့မှာများသွားစုပေါ့နော်တောင်တကုံမြောက်တကုံတကုံစိတ်ကမ်းပေါ့နော်အရှိတကုံများသွားစုကတော့ကျမ တို့ကဒါပါမစ်မြေတွေကြီးပဲများတယ်ပါမစ်မြေကနေတဆင့်ပေါ့နော်ကျမတို့ကရံမြေတွေရှောက်ကြတာပေါ့နော်ဒီလိုပုံစံမျိုးတွေအခုဒီမြေဆိုလို့ရှိရင်လည်းကျမတို့ပါမစ်မြေတချို့ကြတဲ့ခါကျတော့ကျမတို့မဝယ်ဘူးပေါ့နော်တချို့ကြတဲ့ခါကျတော့နားမလဲလူတော်တော်များများပါမစ်မြေဆိုတာဘာလဲဆိုတာမသိကြဘူးပေါ့နော်ရန်ကုန်မြို့မှာများသောစုရှိတဲ့ပိုင်ဆိုင်မှုအမျိုးအစားတွေကရံမြေနဲ့ပါမစ်မြေဘိုးဘွားပိုင်မြေပေါ့နော်ဒီမြေဘွက်တွေအများအဆုံးပါအရှင်ကျမအခုရောင်းပေးပေးမှာပါမစ်မြေအမျိုးအစားလေးပေါ့နော်လူတိုင်းကြိုက်တယ်ဝယ်ရောင်းသမားထားရောင်းသမားတွေပေါ့နော်များသောစုပေါ့နော်တချို့ကြ တော့လေခရံမြေထက်ကိုပါမစ်မြေကိုဦးစားပေးပြီးတော့ဝယ်ကြတယ်ပေါ့နော်။ကဲအခုကျမရောင်းချပေးမယ့်နေရာလေးကပေ40ပေ60ကိုမှကျမတို့3420တဲ့နဲ့ရောင်းပေးပြီးမှာပေါ့နော်။ကျမတို့အခုတော့မြင်တွေ့နေရတယ်ကျမတို့ဓာတီလိုင်းဆိုလို့ရှိရင်တောင်တကုန်းတကုန်းစိတ်ကမ်းပေါ့နော်။မြို့နယ်တိုင်းမြို့နယ်တိုင်းဖြတ်ထားတယ်။လှော်ကားလမ်းမကြီးဖြစ်တယ်။လှော်ကား main လမ်းမကြီးကနေပြီးတော့ကျမတို့ဆင်းလာမယ်ဆိုပေ80လမ်းမကြီးရှိတယ်။ပေ80 main လမ်းမကြီးကျမတို့ကြောက်ရက်ရဲ့နေရာလမ်းနေထားတော်တော်ကောင်းနဲ့3420နဲ့ပေါ့နော်။ပေ40ပေ60 ုပ်စေဘူးလေရတယ်ပိုင်ဆိုင်မှုမှန်ကန်တာရတယ်နေရာကောင်းတာရတယ်ပေါ့နော်ဒါကြောင့်မလို့ဝယ်ယူသူတွေပေါ့နော်ဝယ်ယူထားဖို့တိုက်တွန်းပါတယ်ဒီလိုအချိန်ခါမျိုးမှာပေါ့နော်ကျမတို့ပိုင်ဆိုင်မှုမှန်တာနဲ့နေရာကောင်းကိုရတယ်ဆိုတဲ့ဟာလည်းခက်ရှားရှားကျမလေအခုရောင်းပေးတဲ့ဈေးနှုန်းကကြတော့ပေါ့နော်ကျမတို့ဒီလမကုန်ခင်ဈေးနှုန်းပေါ့နော်လကုန်ပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီမြေကွက်တီကျမတို့ကဈေးနှုန်းအပြောင်းလေးလေးရှိတယ်ပိုင်ရှင်းရတာတစ်ပတ်အတွင်းလိုပဲကျမတို့ပြောတာပေါ့နော်တစ်ပတ်ကနောက်ပိုင်းပေါ့နော်ဆယ်ရက်အတွင်းဆိုလို့ရှိရင်တော့ဈေးနှုန်းလေးအပြောင်းလေးလေးရှိပါတယ်ရှင်ပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်တော့အခုလောလောဆယ်ဆိုရင်တော့ ော့3420နဲ့ရပါမယ်တစ်ချက်လောက်လေးကြည့်ရှုပြီးဝယ်ယူပေးပါအောင်ရှင့် ျမတို့လေအခုမြင်တွေ့နေရတာပေါ့နော်ဒါဒီ main land မကြီးဖြစ်တဲ့ PTR ကျဲတဲ့တောင်တကုံမြောက်တကုံလှော်ကားလမ်းမကြီးဖြစ်တဲ့ပေါ့နော်မြို့နယ်တိုင်းမြို့နယ်တိုင်းကိုဖြတ်သွားတဲ့လမ်းမကြီးဒီလမ်းမကြီးကနေတက်တက်ရေဝင်သွားမယ်ဆိုကျမတို့ကတောင်တကုံထဲကိုဝင်သွားတာပေါ့နော်ဒီတင်ငါတက်ကရက်ွက်ကခိုးဘက်ဘေးရက်ွက်ဆိုလို့ရှိရင်ကျမတို့ကတလေး6ရက်ွက်ဖြစ်သွားပြီဒီတင်ငါတက်နဲ့မျက်နှာချင်းဆိုင်ဆိုလို့ရှိရင်ကျမတို့ဒီဘက်ရက်ွက်တလေး9ရက်ွက်ဖြစ်သွားတယ်ဒီမြို့ကွက်ကလေးရဲ့အားသာချက်ကကြတော့လေဒီလမ်းထိပ်ထိပ်ပေါ့နော်ဒီနေရာထိပ်ကိုသူကမီးတိုင်ရထားလိုက်ပေါ့နော်မီးတိုင်ချထားပြီးသားလေးဖြစ်တယ် ကျမတို့ဒီ main land မပေါ်လေးကနေလဲလှမ်းကြည့်လို့မြင်နေရတယ်လို့မျိုးပေါ့နော်ကျမတို့ဒါဆိုလို့ရှိရင်ဒီရဲ့ land တွေတော့ကျမတို့ဝင်ပြပေးပေးမယ်ပေါ့နော်ကျမတို့ဒီဘက်ကနေဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်လဲကျမတို့ဒါတကုံစိတ်ကန်းနေပေါ့နော်ဒီ land မကနေတက်တက်ရိုထောင်ပြီးတက်မယ်ဆိုလို့ရှိရင်เนาะအမှတ်နဲ့ land မထီကိုဒါလိုက်ကိုတို့ရပောက်သွားတာဒီဘက်ချမ်းဆိုလို့ရှိရင်တော့ဒါတလေးကိုရက်ွက်ပေါ့နော်ဒါအကုန်လုံးဒါတိကျတဲ့အတိုင်းပဲပေါ့နော်ဟို A ကအကျယ်ဝင်းခတ်ထားတာပေါ့နော် နောက်တစ်ချိန်ဘာလာမလဲဆိုတဲ့ဟာတော့ကျမတို့လည်းမသိသေးဘူးပေါ့နော်ဒါမဲ့လည်းဒီလိုဝင်းမ မျိုးပေါ့နော်ဒီလိုအကျယ်မျိုးသူက15ရေကားတောင်ကျယ်တဲ့ဟာပေါ့နော်ဒီလိုအကျယ်မျိုးကကြတော့ဒါစီမံကိန်းလာမယ့်နေရာပေါ့နော်အဲ့တော့ကျွန်မပြောချင်တာဒီလိုမျိုးကျွန်မတို့လှော်ကားလမ်းမရှိရဲလှော်ကားမိန်းလမ်းမကြီးကနေဒဲစင်းဆိုတာပြီး80လမ်း ဒါပေပေ80လမ်းပေါ့နော်ဒီလမ်းကြီးဆိုလို့ရှိရင်ဒါပေ80လမ်းဟိုဘက်လမ်းပေါ့နော်ကေတုမဒီလမ်းထီကိုဒါလိုက်ကိုဒိုးရိုးပောက်ပြီးတော့ထွက်သွားတဲ့လမ်းပေါ့နော်ဒီ main လမ်းမကြီးဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒီ main လမ်းမကြီးကနေပြီးတော့ကျွန်တော်ဒီလိုမျိုးဆင်းဆင်းလာပြီးရင်ဒီနေရာလေးမှာလမ်းလေးရှိတယ်ဒီလမ်းလေးကိုချိုးပြရတယ်ဒီအပင်လေးနာမြေခွက်ကျွန်တော်တို့လမ်းပေါ်ကနေကြည့်မယ်ဆိုလို့ရှိရင်လေစိုင်းပုတ်အပြာလေးကိုလှမ်းပြီးတော့မြင်နေရတယ်နော်ဒီမှာနော်အဲ့အပင်လေးရဲ့အရှိန်နာလေးမှာစိုင်းပုတ်အပြာလေးရှိရပေါ့နော်ဒီစိုင်းပုတ်အပြာလေးကိုကျွန်တော်တို့လှမ်းပြီးတော့မြင်နေရတယ်အဲ့အကွက်ကလေးကိုကျွန်တော်တို့ပေ60ပေ60စီပင်အိုးဝင် စ်ဆေးထားပြီးသားခြံခတ်ထားပြီးသားပါမစ်မီအမျိုးအစားဖြစ်တယ်ပေါ့နော်ကျမတို့အိမ်နံပါတ်ပေါင်းခြင်းဆိုရင်နော် အဲရှစ်ခန်းလေးကြရတယ်ပေါ့နော်အလှဲ့နဲ့တွက်မယ်ဆိုလို့ရှိရင်တော့အနောက်တောင်လှဲ့လေးကြရတယ်ပေါ့နော်လမ်းမအနေကြည့်မယ်ဆိုလို့ရှိရင်လည်း200လေးကောင်းတယ်ပေါ့နော်ကျမတို့3420နဲ့ပါမစ်မြေမျိုးစားကိုရတယ်အရာဆောက်လုပ်ခွင့်လူနေထိုင်ခွင့်ကြထားပြီးဒါပေ40ပေ60ကိုရတယ်ကျမရဲ့ဝယ်နေကြဧည့်သည်လေးဆိုလို့ရှိရင်တော့အထူးတလီပြောဖို့မလိုဘူးပေါ့နော်အမရေဒီမြေကွက်လေးဝယ်ထားသင့်လားလို့မေးမယ်ဆိုလို့ရှိရင်တော့ဒါမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ကျမတို့ကြံခဲ့တဲ့နှစ်တွေတုန်းကဆိုလို့ရှိရင်တော့ဒီနေရာမှာကျမတို့450 460ရောင်းထားတဲ့အခွက်ကလေးတွေရှိတယ်ပေါ့ ပေါ့နော်ဒါကလည်းကျမတို့အခုကဒါအရှိဒီတလလုံးလုံးပေါ့နော်အလုတ်ကလည်းနားထားတာဖြစ်တယ်အခုမှဒါပြန်ပြီးတော့ရုံးခန်းဖွင့်တဲ့အချိန်မှာပေါ့နော်ကြောင်းနဲ့ပိုင်ဆိုင်ဆိုလို့ရှိရင်လည်းတပတ်အတွင်းလေးမြန်ရောင်းရခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ3လေး220နဲ့ပေးမယ်ဆိုတဲ့မြေွက်လေးပေါ့နော်ဒါကနန်ဦးသုံးသူခေါ်ထားတာဆိုရင်တော့450တောင်ခေါ်ထားတာဒီ420ကတော့အလျှော်တင်းမရှိပါဘူးရှင်တခွန်းသေးပါပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်ပေါ့နော်တကယ်ကိုဝယ်ယူထားတဲ့နေရာလေးပါလမ်းမနေကြည်ရနေကိုမြင်တွေ့နေရတဲ့မြေွက်လေးပါပေါ့နော်ကျမလမ်းနဲ့ထိဝင် င်းပြပေးမယ်ပေါ့နော်ဒါကတော့ပတ်ဝန်းကျင်အနေထားဒါကတော့ main line ပါ යි main line ဆိုရင်လည်းဒါတအားကျယ်တယ်ပေါ့နော်ဘာတောက်လျှောက်ကိုဒူးရုပ်ပောက်ပြီးတော့ထွက်သွားလို့ရတယ်နေရာဆိုတဲ့အတွက်ကိုမြေခွက်အရောက်ထီကိုတစ်ချက်လောက်လေးလိုက်ကြည့်ပေးပါအောင်ရှင့်သူကလေလမ်းမပေါ်မှာမီးကျထားပြီးသားနော်ဒီလမ်းမပေါ်မှာမီးကျထားတယ်လမ်းမရွရနေပြီးတော့မှကျွန်တော်တို့ဒီ P80 လမ်းဝင်မယ် P80 ကနေကျွန်တော်တို့ဒဲစင်းလေးဆင်းသွားရမယ်ဒီနားလေးရမီးကွက်ကလေးကိုရမယ်ပေါ့နော်ဒီ P80 လမ်းမရဲ့ကြောကတ်ကလေးကျတယ်လို့မျိုးလှော်ကား main line မှာအခုမြင်တွေ့နေရဒီလှော်ကား main line မှာရဲ့ကြောကတ်က တဲစင်းလေးကြလိမ့်မယ်ဒီနာလေးရမြေကွက်လေးပါရှင့် ကျမရဲ့ဝယ်ယူသူတွေပေါ့နော်ကျမအခုဝင်လာလိုက်တဲ့အချိန်မှလေးချင်းချင်းလက်ငင်းကိုမြင်တွေ့ရတယ်ကျမပြပေးပေးမယ်ပေါ့နော်ဒါဆိုကျမအရင်ဆုံးဒါဗီဒီယိုဖိုင်ရိုက်တဲ့နေရာဒီနေရာပေါ့နော်အခုဒီ main land မကြီးကနေကျမတို့ဒီလိုမျိုးပေါ့နော်ဒဲစင်းလေးဆင်းလာလိုက်ပြီဆိုတော့မြေခွက်ကဒီမာရင်ရှင်းပေါ့နော်ဆွမ်းနာတော့ကျမတို့လေလမ်းပေါ်နေကြည့်နေတော့မှာပေါ့အော်နေထိုးနေတဲ့အခါကျပေါ့နော်ဝေးသလိုခံစားရအခုတကယ်တကယ်ဝင်လာလိုက်တဲ့အခါလဲကြာလဲကြာကျန်နီနီလေးပါပေါ့ပါပါဒီမှာအခု main land မကြီးပေါ့နော်ကျမဒါမတ်တက်ရက်တဲ့နေရာဗီဒီယိုဖိုင်ရင်ဆုံးဆက်ရိုက်တဲ့နေရာအဲ့လမ်းမကြီးကနေပြီးတော့အခုကျမတို့ဒီလိုမျိုးလေးဆင်း လာလိုက်တယ်။ဆင်းလာပြီးပြီးချင်းပဲပေါ့နော်။အခုဒီလမ်းလေးကနေချိုးပြီးတော့ဝင်ရမှာပေါ့နော်။အခုမြေကွက်ကဒီနေရာမှာပါအရှင်။ဒီအကွက်မဟုတ်ဘူးနော်။ဒီမိန်းမဘွားအကွက်မဟုတ်ဘူးသူ့ဘက်ကအကွက်။ ဒီအနောက်ကကွဒီမှာတွေ့လားအပင်းနားလေးကကွဆိုတဲ့ဟာအနောက်မှာစိုင်းပုတ်ကလေးနဲ့ပေါ့နော်ကျွန်မမြေပြင်ရောက်ထီကိုလမ်းဝင်ဝင်ပြီးတော့ပြလမ်းဆိုလို့ရှိရင်လေလမ်းပြတ်နေခြင်းပြုတ်နေခြင်းမရှိဘူးနော်လမ်းတော်တော်ကောင်းတယ်နော်ကျွန်မတို့သိန်း၄20နဲ့ဒီလိုနေရာမျိုးမှာရတာဆိုတဲ့အတွက်ကိုလေဝယ်ယူသူတွေဝယ်ကိုဝယ်ထားပြပြပါပေါ့နော်ဝယ်နေကြဲ့တဲ့ဒီနဲ့တူတူပေါ့နော်ဝယ်ရောင်းသမားထားရောင်းသမားတွေပေါ့နော်မျှော်နေကြတာဘာအမဘာလေးတွေရှိလဲလို့မေးတဲ့ခါကြလို့ရှိရင်တော့ကျွန်မဒီမျိုးကကလေးကိုဝယ်ယူဖို့ပဲတိုက်တွန်းနေပေါ့နော်ဒါကလေဒီဈေးနဲ့ရတယ်ဆိုတာလေအခုတပတ်အတွင်းပဲဖြစ်နေလို့ပေါ့နော်ဒီ ဘက်ကနောက်ပိုင်းလာကုန်ပြီးမှဆိုလို့ရှင်တော့ဈေးနှုန်းလေးအပြောင်းလဲရှိပါတယ်ရှင်ပေါ့နော်တန်နေလို့တချို့ကလည်းထင်နေကြမယ်မဝယ်ဘူးတဲ့ဧည့်သည်တွေပေါ့နော်ကျမတို့ဒီပိုင်ဆိုင်မှုနဲ့ကြည့်မယ်ဆိုရင်လည်းမှန်ကန်နေပေါ့နော်ဈေးနှုန်းရဆိုရင်လည်းပေ60ပေ60ဥမာ3420နဲ့ပေါ့နော်ဒါဒီဈေးနှုန်းနဲ့ဒီလိုမျိုးရန်ကုန်မြို့မှာရတာလဲပေါ့နော်လမ်းမခင်းသေးလို့ပါရှင်မီးမကြသေးလို့ပါပေါ့နော်တကယ်လို့လမ်းခင်းပြီးမှမီးကြပြီးမှဆိုလို့ရှင်လည်းအနေဆုံးက1500 2000 3500ပေါ့နော်အဲ့လိုမျိုးသုံးမှာပဲရမယ်ဒီ mainland မှာပေါ်နေဆိုလို့ရှင်တော့အနေဆုံးကဒါ3000တပတ်ချလဲရှိပါတယ် location ပေါ့နော်မိကြထားတဲ့နေရာကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းငွေမောက်ပေါ့နော်2000ထက်အထက်သုံးမယ်ဆိုလို့ရှိရင်တော့ပေ60ပေ60ရပါမယ်ရှင်ပေါ့နော်အခုကတော့ဒါ3420လေးနဲ့ရောင်းမရနေရာလေးတော်တော်ကောင်းလိုက်တာတော့ဒီ line ကတော့ဘေး80 main line မိုက်ဘေး80လက်မှတ်အကျော့ကတ်ကလေးလည်းကြားတယ်ပေါ့နော်ကျွန်မမြေကွက်အရောက်ထည်ကိုပြန်ပြီးတော့ပြပေးပေးမယ်ရှင် ကဲကျမမြေခွက်ကရှေ့ရဲ့လမ်းနဲ့ဟိုတော့ရောက်ပါပြီရှင်ပေါ့နော်ကျမဒါလေးဝင်ပေါက်ထွက်ပေါက်လေးကိုပြန်ပြမယ်ကျမဟိုအရင်ဦးဆုံးဗီဒီယိုဖိုင်ရိုက်တာဆိုလို့ရှင်ဒီမှာကားသွားနေတဲ့နေရာပေါ့နော်ဒီထိတ်ကလေးကနေရိုက်တယ်ဒီထိတ်ကလေးကနေပြီးဒီမှာကားသွားနေတဲ့တွေ့ရနော်ဒီကားသွားနေတဲ့လမ်းနေဒီထိတ်ကလေးကနေရိုက်ပြီးတော့ကျမလမ်းလေးနဲ့ဒီလိုမျိုးလေးဝင်လာလိုက်တယ်ဒီထိတ်လေးမှာဒီမှာတစ်ချက်ပြန်ပြီးတော့ပြပေးပေးတယ်ပေါ့နော်လမ်းကိုလည်းပြန်ပြသလိုမြေခွက်ကိုလည်းပြန်ပြတယ်အခုကျမတို့ဒီလိုမျိုးလေးဝင်လာလိုက်ပြီဆိုလို့ရှင်မြေခွက်တီးကျမတို့ဒီမှာပါရှင်ပေါ့နော်ခြံခတ်ထားပြီးသားပါရှင်ပေါ့နော်ခြံခတ်ထားပြီးရတဲ့အကြောင်းရင်းကလည်းအရှုပ်ရှင် ကုန်လုံးကင်းရှင်းနေဆိုတဲ့ဟာပေါ့နော်ကျမတို့ပိုင်ဆိုင်မှုအကြည့်မယ်ဆိုလို့ရှိရင်လည်းမှန်ကန်တော့ရတယ်စီပင်အိုးရင်စစ်ဆေးထားပြီးသားခြံခတ်ထားပြီးသားလေးကိုရပါတယ်ရှင်ပေါ့နော်နည်းနည်းလေးဝါဝါဒီမှာပါရှင်ကျမပြောရနော်အပင်းရဲ့ရှေးဆိုတဲ့ဟာဒီမြေခွက်ကလေးပါရှင်ပေါ့နော်မြေခွက်အရောက်ထည်ကိုပြမယ်လမ်းလည်းပြတ်နေခြင်းပြုတ်နေခြင်းမရှိဘူးနော်အဝင်ထွက်တအားကောင်းပါတယ်ရှင်ပေါ့နော်ဒါဆိုလို့ရှိရင်တော့မင်းနိုင်ပါလားတမိလားမြေပုံလေးရှင်ပြမြေပုံတို့ပဲနားလေးစပြဒီလိုမျိုးချက် Đi lại để đi lên đây cho mày. ဟုတ်ပြီကျမလေးအရင်ဆုံးမတက်ရက်တာဆိုလို့ရှင်ဒီထိတ်ကလေးကနေလှမ်းပြီးတော့ပြပါနော်ဒီထိတ်ကလေးကနေပြီးတော့ကျမတို့ဒီလိုမျိုးလေးဝင်လာလိုက်တယ်ဒီထိတ်ကနေပြီးတော့လမ်းကိုလည်းပြန်ပြသလိုမျိုးမြေကွက်ကိုလည်းကျမလှမ်းပြီးတော့ပြတယ်အခုကျမတို့ဒီလိုမျိုးလေးဝင်လာလိုက်ပြီးတဲ့ခါကျတော့ကျမအခုဒီထိတ်မှာမတက်လေးရက်နေဒီမြေကွက်ကလေးကိုကျမလှမ်းပြီးပြပေးရပါနော်အိမ်ထဲမှာပေါင်ချင်း၈ကနန်းလေးကြာတယ်အလှဲ့နဲ့တွက်မယ်ဆိုလို့ရှင်နော်အနောက်တောင်လေးလှဲ့လေးကြာတယ်ပေါ့နော်သိန်း420နဲ့ပေါ့နော်အခုလိုမျိုး main line ရှိတယ်ဒါဆိုလို့ရှင်တောင်တကုံတကုံစိတ်ကမြို့နေတိုင်းမြို့နေတိုင်းဖြတ်ထားတယ်မင်းလိုင်းပေါ့နော်မင်းလိုင်းရဲ့အနီးဆုံးကိုလည်းရတယ်ပ ေ80မင်းလမ်းမကြီးရဲ့ကြောကပ်ကူလည်းရဒီပေ80လမ်းဆိုရင်တော့ရှောက်ကိုဒူးရိုးပောက်တယ်လားဒီကေတုမတီလမ်းထီကိုဒူးရိုးထွက်သွားတာပေါ့နော်အဲ့တော့ဘတ်ဆုံတောင်းဆုံအားသာချက်ရှိတဲ့200လေးမှာကျမတို့ပေ40ပေ60ဟိုမှာ320နဲ့ရတာပါရှင်ပေါ့နော်ဒါကြောင့်မလို့ကျမရဲ့ဝယ်ယူသူတွေဝယ်ကိုဝယ်ထားမယ့်200လေးပါရှင်ပေါ့နော်ရေခွက်အရောက်ထီကိုလည်းပြပေးပြီးပါရှင်အမေနေအိုက်တော်တော်ကောင်းတယ်နော်လမ်းမကြီးရဲ့ကြည်ညီညီလေးเนาะနေရာလေးတော်တော်ကောင်းတယ်လမ်းလည်းကောင်းအဲ့နောက်ကလမ်းနေရာကြီးဆိုလို့ရှိရင်ဟိုမှာလေ အဲ့ဆိုအိမ်လေးတွေမိတိုင်လေးတွေကြာထားဆိုလို့ရှိရင်ကျမတို့ဒါလှော်ကလမ်းမကြီးပေါ့နော်ဟိုကျမတို့လေဒါပြောရမယ်ဆိုလို့ရှိရင်အလုတ်အကျွေးတွေကြံခဲ့တာပေါ့နော်ပြီးခဲ့တဲ့လတဲ့ကွာအယောင်းတွေအပ်ထားကြတာပေါ့နော်ပြီးခဲ့တဲ့လမှာကျတော့ကျမတို့ငလင်ဘေးလေးလည်းရှိလိုက်တဲ့ခါကျတော့ကျမတို့ပေါ့အလုတ်မလုတ်လိုက်ဘူးပေါ့နော်မလုတ်ဖြစ်လိုက်ဘူးပေါ့အဲဒီပြီးရခါကျတော့ကြံရဲ့ပိတ်ရက်ကလည်းများသွားတယ်၁၇ရက်နေ့ကနေပြီးတော့20ရက်နေ့ထိတောင်ပိတ်တာပေါ့နော်ဒါကြောင့်မို့ဒီလိုက်ခဲ့ဗီဒီယိုလေးရဲ့အစမှာဒါလေးတွေကဒီဈေးလေးနဲ့ပိုင်ရှင်အပ်တာဆိုလို့ရှိရင်တော့ဒါ450နဲ့အပ်တာပေါ့နော် 420ဆိုတဲ့ဟာလေးဝယ်ထားပေါ့နော်ဝယ်ယူသူတွေပေါ့ဒါဝယ်ရောင်းစေးပုံစံမျိုးလေးနဲ့ရတဲ့ဟာလေးပေါ့နော်ဒါကြောင့်မလို့မစင်စားနေနဲ့ဆိုမလုံးမချင်းရောင်းထွက်သွားပါသည်မရေမချင်းပေါ့နော်ဝယ်ယူထားဖို့တိုက်တွန်းပါတယ်ရှင်ဆက်သွယ်မယ်ဆိုရင်တော့9939 3232 9982 688ကိုမနက်9နိုင်ရတဲ့ညနေ9နိုင်တွင်စုံစမ်းမင်းမြန်ပြီးဝယ်ယူပါရှင်ပေါ့နော်ရုံငန်းတည်နေရဆိုရင်တော့တောင်တကုံမြို့နယ်25ရက်ွက်ပလဲရတနာလမ်းမပေါ့ ပြည်အောင်စုပန်းချံနဲ့နေတယ်ပေါ့နော်ပန်းချံကားမှတ်တိုင်နဲ့နေတယ်ပန်းချံကားမှတ်တိုင်ရဲ့အဘေးမှာဆိုပလဲရတနာမိန်းမမကြီးရှိတယ်ဝင်ဝင်လာပြီးချင်းပါရှင်ပေါ့နော်လမ်းထိပ်လေးပါပဲကဲရောက်ပြီ ဒီမှာဒါဆိုလို့ရှိရင်မြေကွက်ကမြေပြင်ပေါ့နော်ဒီမှာအပင်လေးရှိတယ်မျက်နှာစာမှာပေါ့နော်အပင်ကတော့သူ့ခြံကိုခြံနဲ့ကလွတ်တယ်ပေါ့နော်လမ်းရဲ့ဘေးမှာအပင်ပေါက်တယ်ဆိုတဲ့အခါကျတော့အပင်မှာတခါလေးလေးကောင်းတယ်ပေါ့နော်လမ်းကြီးတွေလည်းဖြူဖြောင်းနေတာပဲပေါ့နော်ဒီချားလေးကြည့်ပြီးကြပါအောင်ရှင်ပေါ့နော်ဒါမြေကွက်မှာလည်းဆိုလို့ရှိရင်လည်းအရှုပ်ရှင်အကုန်လုံးကင်းရှင်းပါတယ်ရှင်ပေါ့နော်ခြံမှာတခါလေးခတ်ပြီးထားပါတယ်ရှင်နော် နော်မြေခွက်ကမျက်နှာစာလေးပါရှင်ဘောနော်ဒီနေရာလေးဆိုလေးကောင်းဒီနားထိပဲမြောင်းတူရတယ်ဒီနေရာဆိုမြောင်းတော့မတူရတယ်မူးရင်းဆိုလို့ရှင်ဘောနော်ဒါရေမရှိတဲ့မြေခွက်ပေါ့နော်ရေဝတ်နေခြင်းပြုတ်နေခြင်းမရှိဘူးမူးရင်းဆိုလို့ရှင်ဒါမြင်ရတဲ့အတိုင်းကျမတို့တိုင်စိုက်ပေးထားတယ်နော်ဒါနမ်နမိတ်ထိဒီနေရာထိစိုက်ပေးထားတယ်ပေါ့ပြောရမလို့ဒီလိုမျိုးတိကျမတို့ကပေ60ပေါ့နော်ဒီလိုမျိုးတိကျမတို့ကပေ40ပါရှင်ဘောနော်ဒီလိုမျိုးတိပေ40တချို့ကတော့အလှယားနဲ့အနန်းနဲ့မှားတယ်မျက်နှာစာဒီလိုမျိုးတိကျမတို့ဒီလိုမျိုးတိပေ40ရပြီးတော့အနောက်ကိုအရှိစီပေ60ပါရှင် ါနော်မိန်းလန်းမိုင်နေတယ်တော်တော်ကြီးနီးပါတယ်အရှိမမြင်တွေ့နေရဆိုရင်တော့လှော်ကားမိန်းလန်းမိုင်လှော်ကားကြော့ကက်ကဲကျမတို့ဒဲစင်းလေးကြားတဲ့ဟာကို P40 P60 ကိုသိန်း420နဲ့ရတာပါရှင်ဒါကြောင့်မလို့ဝယ်ယူသူတွေဝယ်ကိုဝယ်ထားမဲ့မြေခွက်ထဲမှာဒီမြေခွက်ကလေးပါပါတယ်ရှင်ပေါ့နော်စိုးအောင်မလုပ်မချင်းရောက်ထွက်သွားပါသည်မရေးမချင်းဝယ်ယူပေးပါရှင် ကျွန်မအခုရောင်းချပေးလိုက်တဲ့နေရာဒီရန်ကုန်တိုင်းဒေသကြီးတကုန်းစိတ်ကမ်းမြို့နယ်တင်ငါတရက်ွက်ဖြစ်ပါတယ်ရှင်ပီ40ပီ60စီပင်အိုးဝင်စစ်ဆေးထားပြီးသားခြံခတ်ထားပြီးသားကိုသိန်း420နဲ့ရောင်းပေးတာပါရှင်ပါမစ်မြေအမျိုးအစားဖြစ်ပါတယ်ရှင်1998ခုနှစ်ထုတ်ဝေးထားပါတယ်ရှင်စီပင်အိုးဝင်စရင်တစ်ခါလဲရောက်ပါတယ်ရှင်အင်ယာဆောက်လုပ်ခွင့်လူနေထိုင်ခွင့်တစ်ခါလဲကြာထားပြီးသားဆိုတဲ့ဟာကိုလည်းပြောပြင်ပါတယ်ရှင်ပေါ့နော်ဝယ်ယူသူတွေပေါ့နော်ဟိုမှားယွင်းမှုတစုံတရာမရှိကြရကိုယ်ဝယ်လိုက်တဲ့မြေကွက်တီနေရာကပေါ့နော်ဒီပေးလိုက်တဲ့ဈေးနဲ့ပေါ့နော်တန်တန်ရရ ရာကိုလည်းရတယ်ပိုင်ဆိုင်မှုမှန်ကန်တာကိုလည်းရတယ်ကိုပြန်ရောက်ပြီဆိုလို့ရှိရင်လည်းဒါအချိန်မီွေးအယောင်းဝယ်လုပ်လို့ရတဲ့နေရာပေါ့နော်ဘာဖြစ်လို့ဆိုတော့မိန်းကမနဲ့တအားနီးရဲပေါ့နော်ကိုအခုဝယ်လိုက်တဲ့အချိန်မှာကိုကိုတိုင်းတော့ကြိုက်နှစ်သက်တယ်လို့မျိုးပေါ့နော်ကိုပြန်ရောက်တဲ့ခါကျလို့ရှိရင်လည်းအမြင်အချိန်မီွေးလွယ်လွင်းတကူရောက်လို့ရကျမတို့ယုံမာလေဟိုအပြင်ဧည့်သည်ဝယ်မှမဝယ်မှမဟုတ်ဘူးနော်ကျမရဲ့ဟိုဝယ်ယူထားတဲ့ဧည့်သည်တွေပေါ့နော်တမီးတော့ကောင်းမလားထွက်မလားဝယ်ယူထားတဲ့လူတွေပေါ့နော်ကျမပြောချင်တာလေတကယ်လို့မြတ်နဲ့အယောင်းဝယ်လေးပြန်လုပ်ချင်တယ်ဆိုလို့ရှိရင်လေဖုန်းလေးပဲဆက်လိုက်အဲ့လိုမျိုးမှမဟုတ်ဘူးပေါ့နော်ဒီနေ့ရောက်မှဒီနေ့ဖြစ်မယ်ဆိုပိုင်ဆိုင်မှုဆိုင် စားနဲ့ယူလာပြီးတော့ရုံးခန်းမှာလာရောက်ရောင်းချနိုင်တယ်ပေါ့နော်တိုင်မင်းဆွေးနေအမကြီးဖယ်ယူရမလဲဘလောက်ရမလဲပေါ့နော်ဒုံးချပြီးတော့ဝယ်ယူရမယ်အကွက်ဆိုလို့ရှင်လဲကျမတို့ငွေတစ်ခါလဲပုံချပြီးတော့ဒုံးချပြီးတော့ဝယ်ယူပေးတယ်အဲအဲ့လိုမျိုးမှမဟုတ်ဆယ်ရန်ရိုက်ပြီးတော့ဝယ်ယူထားလို့ရတဲ့အကွက်ဆိုလို့ရှင်တော့ဆယ်ရန်ရိုက်ပြီးတော့ဝယ်ယူပေးရပေါ့နော်စောင့်ပြီးရောင်းမယ်ဆိုလို့ရှင်တော့ဈေးပိုရတယ်ပေါ့နော်ချက်ချင်းနဲ့ငင်းရောင်းမယ်ဆိုလို့ရှင်တော့ကျမတို့လဲထားအကျိုးဆောင်ကပေါ့နော်ပြန်ပြီးတော့ပေါ့နော်အကျိုးမြတ်လေးပြန်ယူထားပါတယ်ဆိုတဲ့ဟာလဲပြောချင်တယ်ဒါလေးတွေဆိုလို့ရှင်လဲပြန်ကောင်းတယ်လမ်းလဲကောင်းတယ်တာရတယ်420နဲ့ဆိုတဲ့ဟာလေး quoi comme il y a un here, il နော်မရန်ကောင်းတယ်420ဆိုတဲ့ဟာကိုယ့်အကိုယူရမယ်ဆေးပါဘောနော်ဒါပေမဲ့လည်းဒီဟာတွေကလေးပိုင်ရှင်တွေကဒါတပတ်တွင်းလို့ပြောထားအဖြစ်နေရအတွက်ဆေးရံငွေတွေတစ်စိတ်တစ်ပိုင်းထည့်ပေးထားတယ်ဈေးနှုန်းမပြောင်းလဲအောင်လို့ဘောနော်တချို့ဧည့်သည်တွေကကြတော့လေဟိုဆေးရံငွေမပေးထားဘူးဆိုလို့ရှိရင်အခုလိုမျိုး200ကောင်းနေဈေးနှုန်းလေးတွေအပြောင်းလဲလေးဖြစ်ကြတယ်ဒါကြောင့်မလို့ကျမတို့သေးတဲ့ဒါအချိန်ကတပတ်ဖဲရတာဖြစ်နေရအတွက်ကိုလည်းဘောနော်ဒီရက်တပတ်ကနောက်ပိုင်းလာကုန်ဆိုလို့ရှိရင်တော့ဈေးနှုန်းလေးအပြောင်းလဲလေးရှိပါမယ်ဆိုတဲ့ဟာလို့ပြင်320နဲ့တကယ်လို့မြတ်ရှာနေရ450 420ပေါ့နော်400 900တပတ်ချလဲဧည့်တယ်ယူเนาะဒီလိုမျိုးတကုံစိတ်ကမ်းမြို့နယ်ထဲမှာဗောနော်ယင်းနှိမြောင်းနှံထားခြင်းနဲ့ငွေပုံငွေချန်ရှိတယ်ဆိုရင်တော့ဝယ်ယူထားအဲ့လိုမျိုးမဟုတ်ဘူးငွေပုံငွေချန်နဲ့မဟုတ်ဘောနော်အပူပတ်ဆက်နဲ့ဆိုလို့ရှိရင်တော့မဝယ်ထားနဲ့မပြူထားနဲ့ဗောနော်အချိန်လည်းမဆောင်နိုင်ဘူးငွေလည်းမယင်းနှိထားနိုင်ဘူးဆိုလို့ရှိရင်တော့မဝယ်ကြပါနဲ့ဆိုတဲ့ဟာလည်းပြောကြချင်ပါတယ်ရှင်ဗောနော်ဝယ်ယူသူများအလုံးရောင်းချသူများအလုံးလုပ်ငန်းသူများအလုံးနေစင်နေတိုင်းအောင်မြင်တို့တက်ပါစေလို့ကျွန်တော်တို့89ပြည့်လေးမိသားစုကနေဆုတောင်းပေးပါတယ်ရှင်အယောင်အချင်းပဲဖြစ်ဖြစ်ဗောနော်တကယ်လို့များတိုင်းပင်ဆွေးနွေးခြင်းနဲ့ဗောနော်အဲခင်ဗျာမြေပါဖောက်ခြင်းနဲ့သတင်းစာကြွမ်းတာတဲ့ခြင်းနဲ့ဗောနော်အင်ဂျင်မင်းနဲ့ပတ်သက် လို့ဝန်ဆောင်မှုမျိုးကိုလိုချင်တယ်ဆိုရင်ကျွန်မတို့89ဘက်လက်အင်ချမ်းမျိုးဆက်သွယ်ပါဆိုတဲ့ဟာလည်းပြောချင်ပါတယ်ရှင်။တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။